မြန်မာကုန်ဆောင်ဗန်က UFC ချန်ပီယံဖြစ်လာနိုင်လားဗီဒီယိုများလုံးမဲ့မင်္ဂလာပါခင်ဗျမန်ချက်စတာဖူတဘောဇုံကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဂျိုရှူအာဗန်ဂျိုရှူအာဗန်တိတ်ပြီးမြန်ဆန်ကောင်းမွန်တဲ့သူဆိုပြီး UFC တရားဝင်လူမှုကွန်ရက်တွေကနေချီးကျူးနေပါပြီဗန်ရဲ့ training center တခုထဲလေ့ကျင့်နေတဲ့ UFC နာမည်ကျော် Dustin Poirier ကလည်းဗန်ရဲ့ Bruno Silva ပွဲကိုတေချာစောင့်ကြည့်ပြီးအနိုင်ရသွားတဲ့ဗန်ကိုချီးကျူးစကားဆိုလိုက်ပါရယ် ဗန်ကဘရာဇီးဖိုက်တာဘရူနိုဆေးဗားကိုအသာစီထိုးယူပြီးဒိုင်ပွဲရက်နဲ့အနိုင်ပြပြီးတဲ့နောက် UFC အတိုင်းဝိုင်းမှာပိုပြီးထင်ရှားလာပါပြီ။သူရဲ့ ranking တက်လာပြီး champion ကပတ်စိန်ခေါ်ခွင့်ရမယ့်အချိန်ပိုလို့နီးစပ်လာတာပါ။ဘရူနိုဆေးဗားကိုအနိုင်ရပြီးတဲ့နောက်ဗန်က UFC champion ဟောင်းတူးကို challenge လုပ်လိုက်ပါလေ။ UFC flyweight တန် champion ဟောင်း Brandon Moreno ကိုတပွဲတလန့်အကဲဆန်းရအောင်လို့ဗန်ကပြောလိုက်တာပါ။ Brandon Moreno က UFC flyweight တန်ရဲ့ကနဝင်အဆင့်မှာ လက်ရှိချိန်မှာ flyway တန်းအစစ်နှစ်နေရာမှာရက်တီလို့နေပြီးနောက်ဆုံးနှစ်ပွဲဆက်နိုင်ရထားပါတယ်ဒီလို fighter မျိုးကို van ကယုံကြည်မှုရှိစွာစင်ခေါ်လိုက်တာပဲဖြစ်ပါတယ် van ကတပွဲပြီးတပွဲလက်စွမ်းထက်လာတာပါအထူးသဖြင့် vouncing scale လက်သီးတွဲလုံးတွေပိုကောင်းလာပြီး power ပိုတက်လာတယ် van ရဲ့ counter strike တွေကမိုးဆက်မိုးပေါက်တွေလိုပါပဲလက်သီးတွဲလုံးတွေကတိကျပြီးအားပါတယ် bruno silva လို့ wine fighter ကြီးကိုတင်းငိမ့်ရင်ကျက်စွာရင်ဆိုင်သွားတာကလည်းချီးကျူးခြင်းစရာပါ bruno silva ကအလဲထိုးနိုင်ပွဲတွေနဲ့ယင်ပါသူပါ ဒူလိုဖိုက်တာကိုဘန်ကပထမအချီဒုတိယအချီတွေမှာဘာဝါလက်သေးတွေနဲ့စိတ်ကြိုက်ဖိအားပေးထိုးသက်ပြီးတတိယအချီမှာဒိုင်ပွဲရဲ့နဲ့အနိုင်ယူနိုင်ခဲ့တာပါဒိုင်ပွဲမရက်လို့လည်းမရပါဘူးဗန်ရဲ့လက်သေးစာမီပြီးဘရူနိုဆေးဗာတယောက်သွေးပြနေခဲ့တာပါအဲဒီချက်တွေကြောင့်ချန်ပီယံလောင်းပါပဲကံကြမ္မာသာမျက်နှာသာပေးရင်ဗန်က UFC ချန်ပီယံအိမ်မက်ကိုအကောင့်တွေဖော်နိုင်မဲ့သူပါပြောစရာရှားတဲ့မြန်မာပေးသက်တွေအတွက်ဗန်ကမျှော်လင့်ချက်ရောင်ကြီးဖြစ်လာပါပြီဂုံယူစရာအကောင်းဆုံးမျှော်လင့်ခြင်းစရာအကောင်းဆုံးဖြစ်လာပါတယ် ဗန်ကိုနိုင်ကလည်း UFC Flyweight တန်းချန်ပီယံဆုကိုမျှော်လင့်ထားတာပါအခုဆိုရင်ဗန်က UFC မှာ၄ပွဲဆက်နိုင်ပြီးရှုံးပွဲ၃ပွဲသာရှိသေးလို့မျှော်လင့်ချက်ပိုအားကောင်းလာပါတယ်ဗန်ရဲ့နိုင်ပွဲမှာကျေးဇူးတင်ရမယ့်သူတဦးကအောင်လာအန်ဆန်ဖြစ်လာပါတယ်ဖိုက်တာဘောကနေဝင်ချိန်မှာရှုံးပွဲတွေဇက်တိုက်တွေ့လို့ဝေဖန်ခံရပေမဲ့အောင်လာအန်ဆန်ဟာဘယ်တော့မှအထင်သေးလို့မရတဲ့ဖိုက်တာပါ ဗန်ဂိုဘရူနိုဆေးဗားနဲ့ပွဲမတိုင်ခင်အောင်လာအန်ဆန်အနီးကလေ့ကျင့်ပေးခဲ့ပါတယ်လူမှုကွန်ရက်မှာရင်းနှီးကြပေမဲ့အခုမှသူတို့နှစ်ဦးလူချင်းတွေ့ဖူးကြတာပါလူချင်းစုံနာခဏဆိုပေမဲ့အောင်လာအန်ဆန်စီကနေတန်ဖိုးမပြတ်နိုင်တဲ့ပညာတွေကိုဗန်ရခဲ့ပါတယ်ဖိုက်တာဘွားမှာလည်းထုံနိုင်ပွဲများစွာပိုင်ဆိုင်ခဲ့ဘူးသလိုပါဝါတိတ်အားကောင်းတဲ့အောင်လာအန်ဆန်နဲ့စုံပြီးတဲ့နောက်ဗန်ကပါဝါတိုးတက်လာသလို အလဲထိုးနိုင်ပွဲလဲရခဲ့တာပါဘရူနိုဆေးဗားကိုဖြိုပြပြီးတဲ့နောက်ဗန်က UFC Flyweight Dan ခေါင်းတွေနဲ့အာဆန်ခွင့်ရတော့မှာပါဒန်နာဝိုက်ကဗန်ကိုပွဲတွေပို့ပြီးပေးမဲ့အခြေအနေဖြစ်လာပါလိမ့်မယ်တကယ်လို့ UFC Flyweight Dan Champion ဟောင်းမိုရီနိုနဲ့သာပွဲထိုးခွင့်ရမယ်။နိုင်ပွဲရမယ်ဆိုရင်ဗန်ရဲ့ပုံရိပ်ကပိုပြီးကြီးလာမှာပါ။ဗန်နဲ့မိုရီနိုတို့ရဲ့ပွဲကလာမယ့်စက်တင်ဘာ23ရက်မှာထိုးသက်ပွဲရှိပါတယ်။ UFC Champion ကပတ်ပိုင်ဆိုင်ခွင့်ဆိုတာဖျက်ချော်ရမယ့်အတားအဆီးတွေများစွာရှိနေပါတယ်။ဒါပေမဲ့ Van က UFC ရဲ့ကျယ်ပွင့်အသစ်ဖြစ်တင်စားခံနေရပါပြီ။သူရဲ့မျှော်လင့်ချက်တွေတရွေ့ရွေ့နဲ့နီးကပ်လာအောင် Van ကဂုဏ်ယူစရာနိုင်ပွဲတွေနဲ့တိစောက်လုပ်နေပါတယ်။ Van ကပထမဆုံးမြန်မာနိုင်ငံပွား UFC Champion ကပတ်ပိုင်ရှင်ဖြစ်လာမလား။အဆုံးတိကျကျဖြစ်ခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။